ယူကရိန်းစစ်အဆုံးသတ်နိုင်ရေးတမ်မရထရယုံကြည်စဉ်ရုရှားကယူကရိန်းကိုမတ်လ9ရက်နေ့တောက်ကြနေမှာလဲလေကြောင်းနဲ့ပြင်းမှတ်ထားတိုက်ခိုက်ခဲ့ပေမယ့်အမေရိကန်တမ်မရဒေါ်နယ်ထရကတော့ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်အောင်သူကြောင်းဝင်ညှိနှိုင်းနိုင်မယ်လို့အမျှော်လင့်ချက်ထားနေစေဖြစ်ပါတယ်ရုရှားဟာမစ်ဆိုင်တော့အလုံး200ကျော်နဲ့ယူကရိန်းကိုတ냐လုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံတလွာပြည်နေငါခုကတပ်အပြည့်အဆောက်အုံတွေပြင်မှတ်ထားတိုက်ခိုက်ခံရတယ်လို့လူနေအဆောက်အုံတွေပြည့်စည်ပြီးဒေသခံတွေလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ယူကရိန်းအရာရှိတွေကတောက်ကြနေမှာပြောပါတယ်ရုရှားကယူကရိန်းမှာအပြင်းထန်ပုံကျဲခဲ့တာကို သူမသိပေမဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ငြိမ်းချမ်းရေးလိုလားတဲ့ဆိုတဲ့ပြောဆိုချက်ကိုသူယုံကြည်ကြောင်း တမရထရကတောက်ချာနေတမရအင်ဖြူတော့ဘဲဥပုံရုံးကမ်းမှာသတင်းထောက်တွေကိုပြောခဲ့ပါလေ။ဒါပြင်ယူကရိန်းကိုတော့ဆဲပြက်ကြောင်းပြောခဲ့တာပါ။ယူကရိန်းဘက်ကအသာစီးရစရာဘာမှမရှိပေမဲ့ညှိနှိုင်းမှုပိုခက်လာတာတွေ့ရတယ်လို့ပြောပါလေ။ယူကရိန်းကိုနေချောင်းကာကွယ်မှုတွေဆက်ပေးဖို့အမေရိကန်ကစဉ်းစားမှုရှိမရှိမေးမြန်းရမှာတော့ဒါဟာယူကရိန်းပေါ်မှာမူတည်နေတယ်လို့ပြောပါလေ။ ယူကရိန်းဘက်ကငြင်းချမ်းမှုလိုချင်လားမလိုချင်ဘူးလားသူမသိကြောင်ပြောကြားခဲ့တဲ့အပြင်တကယ်လို့မလိုချင်ဘူးဆိုရင်အမေရိကန်ကရောင်းဝယ်ညှိနှိုင်းပေးတော့မှာမဟုတ်ဘူးလို့လည်းယူကရိန်းကိုသတိပေးလိုက်ပါတယ်အမေရိကန်ကာကွယ်ရေးဌာနကအရာရှိတဦးကတော့ယူကရိန်းကိုအမေရိကန်ကထောက်လှမ်းရေးတဲ့အချက်လက်တွေပေးဖို့မဟုတ်ဆက်လက်ထားရှိစေဖြစ်ကြောင်းနဲ့ ယူကရိန်းဟာအီလင်မတ်ပိုင်းစတာလင်ဂျိုတို့အင်တာနက်တစ်ခုကိုဆက်သုံးနေဆဲဖြစ်ကြောင်း VOA ကိုတောက်ချနေမှာပဲအတည်ပြုပါတယ်။ယူကရိန်းတမရဆီလမ်စကီကတော့ရုရှားကယူကရိန်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်နေပေမယ့်ယူကရိန်းကတော့ညဉ့်ရည်ရဖို့နီလန်းရှာနေစေဖြစ်ကြောင်းလူမှုမီဒီယာ H မှာရေးသားထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။